二点五，幺五二三五的，五万。 ားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဖားကက်မှာကြောက်တွင်းနေပေါ့နော်ဒီနွန်ကန်ပြိုကျတာဗျတကယ်ကိုကြောက်ဖို့ကောင်းတယ်ကျွန်တော်ရေဒီလိုမျိုးဒလဟောအမြင့်ကနေအောက်ကိုစီးကျတာဗျအဲ့အောက်ကရွာတွေဆိုရင်တော်တော်ကြီးကိုပျက်စီးသွားကြတယ်လူနေအိမ်နေဆိုရင်လည်းလုံးဝကိုပျက်စီးသွားတာဒီမြင်ကွင်းကိုမတွေ့ဘူးတဲ့တငယ်ချင်းတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုဗဟုသုတအနေနဲ့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျကျွန်တော်ရဲ့တငယ်ချင်းတွေလည်းဗဟုသုတတစ်ခုအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ဖို့ဖိတ်ခေါ်ပါရစေဗျ။ကဲကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ကြရအ ောင်ဗျာနော်ကဲကြည့်ပါအောင်ဗျာဒလဟောပဲနော်ဒီကောင်းလို့လာတာအိုင်အေးပါကွာချောက်ဖို့ကောင်းတယ်နော်ကောင်းတယ်ကောင်းတယ်မိုက်တော့ဘောဘယ်လိုလုပ်မလဲဒီလေးရတာကြီး သွားရလာရတော့တော်တော်ခက်ခဲပါလေ။အလုံးပါလားမသိဘူး။အလုံးမဒီနူငန်ကြီးကဟိုနေရတယ်ပြောနေတယ်ဒါကြီးရောလမ်းပေါ်မှာကြည့်ပါအောင်ဗျာနော်ကျုံးကြပါစို့လို့ပြောတယ်တယောက်မှလည်းမကျငါလုံးမလုံးကြောက်ပြောပုံနေတာပဲဒါလည်းဟိုနူငန်ကြီးလေအမအောင်မဒီဖောကနူငန်ကြီးပြောနေတာအာအဲ့ဒါကြီးပောက်တာဗောဒါသွားရင်လာရတော့တော်တော်တိုင်ပတ်သွားပြီ ကဲကျွန်တော်နောက်တစ်ခါဒီထက်ဆိုးတဲ့မြင်ကွင်းရှိသေးတယ်ဗျတော်တော်ကြီးကိုကြောက်စရာကောင်းတယ်ကျွန်တော်ဝလုံးထိုးလိုက်တယ်လို့မျိုးဝေါကနေဝေါကနေဆိုပြီးတော့ဆောင်းပြီးတော့ဆင်းရတာတကယ်ကြောက်ဖို့ကောင်းတယ်ကဲတကယ်ကျွန်တော်တစ်ချက်လောက်လိုက်ကြည့်ကြည့်အောင်ဗျာနော်ဟုတ်ကြည့်ပါအောင်ဗျာကျော်လန်းနေရတော့လုံးဝပျက်စီးသွားတယ်နော်ဟဲ့လို့ဟဲ့ဒီက ကြည့်ပါဦးလမ်းလေးမှာပုံနေရနော်ဘယ်လိုမျိုးလမ်းလျှောက်ကြမလဲနေနိုင်နေမလွတ်တော့ဘူးဟိုဘလိုလိုဘလိုရွာထဲမှာနစ်ကိုမိပါရဲ့။အင်းရောက်ပါနစ်မှာ။နေပိုင်းအိမ်ရောနော်။မလွယ်တော့ဘူး။ ဟိုကြောက်ဖို့တော့ကောင်းတယ်။ကျော်ပါကျော်ပါ။ငါငါဆိုင်တော့မထီတော့ပါဘူးနော်။ဟိုးအေးနောက်နောက်ဆုံးကြောက်လို့ရအောင်။ရအောင်။ရအောင်ဝိုင်းပါ။ခင်းလား။ဟိုးချိန်ပါအောင်ပြန်။တလဟောပဲနော်။ရအောင်ဝင်ရရချိန်ကြီးပဲတော့။မြင်လားမြင်လားငါလုံးမသားလေးမြင်လား။အေးစက်ပက်။ခေါမောက်တဲ့ချမ်းမောက်ခင်းလား။ပေါ်တက်ပေါ်တက်တော့။ပေါ်တော့ပေါ်တော့ တတော်ကြမ်းလာတယ်ကလေးကခေါ်လို့ချောင်းဝါနေဟိုဘတ်ခိုင်းလိုက်တော့ဖျားတော့ခိုင်းလိုက်တော့ကလေးတွေအနေရှိရနော်အကောင်တော့ကလေးတွေသွားလို့ချောင်းမတက်ခိုင်းဖျားဘောတော့ခိုင်းရတော့ဒါမှလားဟိုဘောတော့ခိုင်းဟိုဘောဘောဘောတက်ခိုင်းလိုက်အကောင်တော့လမ်းဘောတက်ခိုင်းလိုက်ငုံငန်းအများကြီးပဲရောက်ငုံငန်းအများကြီးပဲတော့ကုန်ဖေခိုင်းသွားအကုန်ဖေခိုင်းလိုက်တော့ငုံငန်းအများတယ်ဘလောက်တောင်ကြီးလဲမသိဘူးနော်

ူကြီးရဲ့တလဟိုးရဲ့ဗျာကလေးတွေเนาะတွိုင်းလာရင်နဲ့ဒါများအဲ့လိုမျိုးဒေတူးတိုးလိုက်လို့ကတော့เนาะပါသွားမှာเนาะကလေးဆိုရင် နေမိုင်းနေမလွတ်တော့ဘူးဘယ်လိုလုပ်လို့ရွာထဲမှာနစ်ကုန်ပြီပါ့။အနေဘိုင်းကအိမ်နေဆိုရင်တော့မြုပ်ကုန်ပါနော်။ဒီမှာလည်းတော်တော်ပျက်စီးသွားတယ်လို့ပြောတယ်ဗျာနော်။အိမ်အလုံးလင်းက60လောက်မြုပ်ကုန်တယ်ပြောတယ်ဗျာနော်။ဟိုချောက်ဖို့တော့ကောင်းတယ်။အဲ့ငါငါဆိုင်တော့မထီလောက်ပါဘူးနော်။ဟိုးနောက်တစ်သိန်းမှုဆက်ပြီးတင်ပြပေးချင်ပါလေ။ဒါကတော့ဖားကချင်ပြည်နယ်ဖားကတ်မြုပ်နယ်စိတ်မှုကြီးဝအုပ်စုနတ်မော် ကြေးွာမှာအဲ့ရဲ့ကြေးွာအနီးမှာဒီကနေ့မနက်ကလုံငန်းရဲ့ပြိုကြပါလုံငန်းပြိုကြရတယ်အဲ့တော့လုံငန်းပြိုကြဆိုတော့ဘယ်ရပြိုလဲဆိုတော့ခင်ဗျတရားမွေကြောက်စိမ့်နေတူးတယ်ဗျအဲ့ဒီကြောက်စိမ့်နေတူးတယ်အဲ့ရကြာလာတဲ့လုံငန်းကြီးပြိုပြီးတော့ကျွာတယ်စီးတယ်ဗျလက်ရှိကျွန်တော်တို့ဒီကချင်ပြည်နယ်ဖားကန့်ဒေသမှာ KIA နဲ့ဒီဝဝရဲ့စီးဝိုင်းလုံငန်းရှိတယ်ပေါင်းပြီးတော့တရားမွေကြောက်စိမ့်နေတူးတာအများကြီးပဲအဲ့တော့ဆက်သုံးကြီးရဲ့ဘယ်ကနေဝင်နေလဲတော့ကျွန်တော်မသိဘူးဗျခင်ဗျအဲ့မှာခင်ဗျဟိုဘက်ကလို့ကျွန်တော်တို့ဒီဘက်က မကွေးတိုင်းမှာဖြစ်ခဲ့တဲ့ခင်ဗျာမကွေးတိုင်းမှာရှိတဲ့ဒီဂျန်နလဲရတွင်တွေမှာစစ်စစ်ကြွားတွေခင်ဗျာတရောင်းဝင်ခိုးတူးတော့တက်ကဘုံကျဲပလိုက်တယ်အဲ့လူလာခင်ဗျာဖားကန်ဒေတာမှာဘုံကျဲပလိုက်ပြီးသွားပြီနောက်အေးရောနောက်အေးရောလက်ရှိတော့ခင်ဗျာအဲ့မှာ KI ရောဝါအုပ်စုရောဝါရဲ့ဒီစီဝိုင်းလုံငန်းချင်းအုပ်စုရောအဲ့မှာခင်ဗျာကြောက်စိမ့်တွေတူးနေတာအများကြီးပဲရှိပါတယ်ဒါတကယ်ခင်ဗျာအဲ့မှာ Google Map ကနေထောက်ကြည့်လိုက်ဘယ်နေရာမှာဘာတူးအကုန်မြင်နေရပါတယ်အဲ့တော့ဒီကနေ့မနက်ပိုင်းညာဒီကနေ့မနက်ပိုင်းဒါဖားကန်မြို့နယ် နတ်ဘော်ကြီးကကြီးဟာအနီးမှာရှိတဲ့ကျွန်တော်တို့ဒီကြောက်စိမ့်သူခေါ်ထားတဲ့နုံငန်းကြီးပြိုကျသွားတယ်ပြိုကျသွားတဲ့အတွက်ကျွန်တော်လမ်းမတွေပါနုံလေးပြေသွားတယ်ပြီးကျွန်တော်နေ80နေမြုပ်သွားတယ်နေမြုပ်သွားတယ်အဲ့တော့ဟိုနေ80တောင်နော်နေနေနုံနုံပဲဗျာနော်အိတ်တဲကနော်ပျက်စီးသွားလို့ပြန်ဆောက်ပြီးဆိုရင်မလွယ်လာဘူးဗျာနော်တော်တော်စုဆောင်းပြီးတော့ရှိတဲ့ဟာလေးရင်းနှီးစုဆောင်းပြီးတော့ပြန်ဆောက်ကြတာဗျာနော်အဲ့တော့ကျွန်တော်ပြည်သူလူထုတွေအိုးမဲအိမ်မဲတွေဖြစ်တယ်ပေါ့ဗျာအိုးမဲအိမ်မဲတွေဖြစ်တယ်ထို့အတူပါပဲဒီဇန်နဝါရီလ23ရက်နေ့ကလည်း ်ဖာကံမျိုးစိတ်မှုကြီးရောအုပ်စု support ကြီးရောမှာလဲဒီ KI ကကဲအကကျွန်တော်ဒီငုံငယ်ကြီးဖောက်ချမှုကြောင့်ကလေးလူကြီးအားလုံးကျွန်တော်တို့အယောက်20ဒါတိတ်ဆုံးသွားတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့ပါတယ်အဲ့တော့ဒေသခံပြည်သူတွေအနေနဲ့ဒီကိစ္စကဘယ်သူလုပ်တယ်ဆိုအားလုံးမြင်ရတယ်အဲ့တော့ခင်ဗျားတို့စီစီလုံးနဲ့ခင်ဗျားဆန္ဒပြကြပါသေးကုန်တာနော်ကဲခင်ဗျားဆန္ဒပြကြပါလားခင်ဗျားဆန္ဒပြပါလက်ရှိကျွန်တော်တို့ဒါလက်ရှိကျွန်တော်တို့ဒီပြည်တွင်းမှာဒီဒီဘက်ကျွန်တော်တို့ဒီမန်လေးတိုင်းတို့ ရန်ကုန်တိုင်းတို့ပဲခူးတိုင်းတို့စသဖြင့်ပေါ့ဗျာလက်ရှိဒီလျှက်စင်ပြီးတွေမမှန်တော့ပြည်သူလူထုကလက်ရှိအဆိုးရွားကိုတို့ကပြောကြဆိုကြတယ်ပေါ့ဗျာဒါတော့ခင်ဗျားတို့တကယ်လျှက်စင်ပြီးတကယ်မှန်ကြလားတကယ်မှန်ရင်ခင်ဗျားတို့လောရမှာတစ်ခုပဲရှိတယ်ခင်ဗျားတို့ဗျာအတိုင်းတွေတိုင်းပြီးနေလိုက်တည့်ရထဲတာဝါတွေဖြက်စည်းရသူကိုခင်ဗျားတို့အကြမ်းဖက်လို့တတ်မှတ်မယ်ဆိုရင်ခင်ဗျားတို့ဆန္ဒပြကြည့်ပါလားတည့်ရထဲပဲဆန္ဒပြခင်ဗျားတို့လျှက်စင်ပြီးမှန်စီရမယ်တော့ကျွန်တော်လက်ရှိကျွန်တော်တို့ဒီလက်ရှိရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းမွန်ပြည်နယ်စသဖြင့်မြန်မာနိုင်ငံတိုင်းနိုင်ငံလုံးမှာခင်ဗျားတို့လျှက်စင်ပြီးတကယ်မှန်ကြလားတကယ်မှန်ကြီးခင်ဗျားတို့လောရမှာတစ်ခုပဲရှိတယ် ခင်ဗျားတို့ဗျာခလာဒီလက်ရှိလာမဲ့ဧပြီလ10ရက်နေ့ကိုဧပြီလ10ရက်နေ့မှာငါတို့ဆန္ဒပြမယ်တာဝန်ရင်ချိုးတဲ့လက်နက်ကိုင်အဖွဲ့တွေကငါတို့ဆန္ဒပြမယ်တဲလောက်ခင်ဗျားဆန္ဒပြကြည့်လိုက်အဲဒီကောင်တွေမချိုးရဲဘူးခင်ဗျားတို့ကအစိုးရကျတော့ခင်ဗျားတို့ပြောရဲတယ်ခင်ဗျားလက်နက်ကိုင်အဖွဲ့ကျတော့ခင်ဗျားတို့မပြောရဲဘူးပြောကြည့်ပါလားခင်ဗျားတို့ညီစမ်းပါညီပြီးတော့ခင်ဗျားခြာစမ်းပါအဲဒီအဖွဲ့လေခင်ဗျားတို့ကထောက်ခံခဲ့တာပဲတကယ်လျက်စစ်မီလို့ကြလားတကယ်လျက်စစ်မီလို့ကြလားတကယ်လျက်စစ်မီလို့ကြနေပြီးခင်ဗျားလမ်းတွေမှာဒါမိုင်းတွေ အမိုင်းလေးခင်ဗျားတို့အမိုင်းလေးကိုခင်ဗျားရှောင်ဝင်းပြီးမသွားခြင်းဘူးဆိုရင်ခင်ဗျားတို့လက်ရှိကဆန္ဒပြပါလေလုံးတဲ့ဖွဲ့ NUG တို့ခင်ဗျား PDI တို့ KIA တို့ KNU ခင်ဗျားဆန္ဒပြကြည့်ပါလားအဲ့ကောင်တွေမလုံးရဲဘူးခင်ဗျားတို့ပြကြည့်လိုက် အများကြီးမပြနဲ့ခင်ဗျားတို့9000လောက်ဆန္ဒပြကြည့်လိုက်အဲ့လူတွေခင်ဗျားငြိမ်လို့သွားစီရမယ်ခင်ဗျားတို့အဲ့လူလည်းမဟုတ်ဘူးခင်ဗျားဆန္ဒလည်းမပြရဲဘူးပြီးတော့ခင်ဗျားဟိုဘက်လှည့်ပြောဒီဘက်လှည့်ပြောလဲတတိရှိတကယ်လုတ်ပလိုက်မျိုးကြီးဒီမှာခင်ဗျားအောက်ဆွလိုက်ပြခင်ဗျားဆန္ဒပြပလိုက်လုံးရဲဆိုင်လုံးလိုက်စားမှာခင်ဗျားတို့ဘာလို့မငြိမ်ရပါ ဲ့တော့လက်ရှိလည်းကျွန်တော်တို့ဒီမှာဖားကံပါခင်ဗျာ KI က KI နဲ့ဒီဝါအုပ်စုတွေခင်ဗျာကြောက်စိမ့်တွေတရားမတူးနေအဲ့ဒါကြောင့်ခင်ဗျားတို့ရဲ့ဒီစာသင်ကျောင်းတွေဖယ်လဲရတယ်ရွာတွေပျောက်သွားတယ်အခုခင်ဗျာအခုအခုအခုလို့ခင်ဗျာဒီလုပ်ငန်းပြိုတာမဟုတ်တကယ်ကခင်ဗျာ KI ရဲ့လုပ်ငန်းဖောက်ချတာဘာကြောင့်ဖောက်လဲဆိုတော့အဲ့ဒီနတ်မော်ကြီးရွာမှာ KI ကကြောက်စိမ့်တူးခြင်းတယ်ကြောက်စိမ့်တူးခြင်းတကကြောင့်တို့ကဒီလူတွေကိုဖယ်ရှားဖို့အတွက်တို့ကလူတွေကိုဖယ်ဖို့အတွက် KI ကပြောတယ်ပြောတဲ့အခါမှာအဲ့မှာရှိတဲ့ဘာသာရေးခေါင်းဆောင်တွေကမဖယ်ဘူးမဖယ်တဲ့အခါကျတော့ ဒါကြာရရှင်းတယ်လေမင်းတို့ဖယ်ပါလားမဖယ်ဘူးလားမဖယ်ကတော့နှုံကဖောက်ချမယ်ဆိုပြီးတော့ဖောက်ချလိုက်တာဖောက်ချလိုက်တော့အဲ့မှာအကုန်လုံးလူတွေပြေးရအောင်ပြေးရတော့ကြာရကဘာဖြစ်လဲတော့နှုံကပေါက်လို့သူတို့ပြေးဒီတည်ရင်တကယ်အမှန်ဆိုရင်တော်တော်ရက်ဆက်တယ်ဗျာနော်ပြေးတယ်ခင်ဗျာအမှကြာရအဲ့အဲ့ဒီရွာမှာခင်ဗျာကြောက်စိမ့်ရူးကိုလှုပ်နေပြီအဓိကတော့နှုံကသူ့သူပေါက်တာမဟုတ်ဘူးကြောက်စိမ့်တူဖို့တော့ကြာရကဒီဒီဒေတာကန်ကိုဖယ်ခိုင်းတယ်ဒေတာကန်ကမဖယ်ဘူးမဖယ်တော့နှုံကဖောက်ချပလိုက်တယ်ကြာရကအဲ့လိုနီးနေပဲဖားကဲမှာကြောက်စိမ့်တွေတူလာတာရွာပေါင်းမနေတော့ပြတ်သွားတာ တော့ဒီဖားကမှာရှိတဲ့ဒေတာကလည်းခင်ဗျားတို့တကယ်ကို့ဒေတာကို့ရွာမှာတကယ်နေကျင်နေဆိုရင်လူအကုန်စုလိုက်စုပြီးတော့ခင်ဗျားစာနာပြကြည့်ပါလား KI ကိုအဲ့လိုစာနာမပြရင်တော့ခင်ဗျားတို့ရွာတွေမှာပျောက်သွားလိမ့်မယ်ရွာတွေပျောက်သွားလိမ့်မယ်ကဲကျွန်တော်ဗီဒီယိုလေးကတော့လောက်ပါပြတငယ်ချင်းတို့ဒီဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်းပဲเนาะကျွန်တော်ရေတွေကအမြင်ကနေအနှိမ့်ကိုစီးတယ်လို့ပဲเนาะဒလဟောစီးချတာเนาะဒါကရေတော့မဟုတ်သေးဘူးเนาะနုံနေပဲရှိသေးတယ်တော်တော်ကြီးကိုကြောက်ဖို့ကောင်းတယ် အင်ဂျင်90လောက်လဲနော်ဟိုအနေပိုင်းရအိမ်နေဆိုရင်မြုပ်ပြီးတော့လုံးဝလူနေထိုင်လို့မရအောင် လုံးဝနုံနေဖုံးပြီးတော့ပျက်စီးသွားရတယ်ဗျတတကယ်ကိုသမျောဖို့ကောင်းနေဗျနော်အိတ်တိန်ကကျွန်တော်ဖြက်စီးဖို့သာလွယ်တာဗျအစ်စ်ပြန်လဲတီဆောက်ပြီဆိုရင်เนาะအဖက်ဖက်ကနေကုံနေခန်းတဲ့အရာတွေကအများကြီးပဲเนาะမရေမတွက်နိုင်အောင်ပဲမရှိတဲ့မိသားစုတွေဆိုပူဆိုးတာပေါ့ဗျာเนาะတချို့နေရာတွေဆိုရင်လူတွေပါတည်တယ်လို့ပြောကြတယ်ဗျာเนาะ တကယ်ကိုဆူဆူဝါးဝါကြောက်စရာကြီးပဲဗျဒါကတော့တဘာဝဘေးမှုန်ကိုဗျာနော်ဒါကတော့ကျွန်တော်လူတွေဖန်တီးတဲ့အရာတွေပဲဖြစ်တယ်ဗျကဲတကယ်ကျွန်တော်လည်းပြောစရာအကြောင်းအရာလေးရှင်ကျွန်တော်ရဲ့အောက်မှာ comment လေးရေးပေးခဲ့အောင်ဗျကဲကျွန်တော်နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြမှာဗျာနော်